ကောပရိသတ်များအားလုံးပဲမင်္ဂလာပါ Diligent Intermind Season လေးတင်ဆက်ပေးဖို့အချိန်ကျလာပါပြီဒီ Season လေးမတင်ဆက်ခင်မှာကျွန်တော်ကမြန်မာနေတကူကာလာမှာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းတဘောပြီးအနေနဲ့နေခင်ဝေးပြောမှာကံကောင်းခြင်းနေနေ့တက်မှာယူဆောင်လာပါစီလို့ကျွန်တော်ကဆုတောင်းပေးခြင်းပါတယ်ဒါဒီ Season မှာတော့ကျွန်တော်နဲ့ဒီ Wire အားကစားကလောင်ရှင်ကိုနန္ဒဝင်ညင်းကနေပြောမှာပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုကြီးမင်္ဂလာပါမင်္ဂလာပါကိုကြီးပြီးခဲ့တဲ့တစ်ပတ်ကတော့ကျွန်တော်က MSN အကြောင်းပေါ့လေ MSN တိုက်စစ်အတွဲအကြောင်းလေးပြောခဲ့တယ်ဒီတစ်ပတ်မှာတော့ပြကြပါရတဲ့ဒါ Real Madrid fan တွေကလည်းဒါ BBC အကြောင်းလေးကိုနားထောင်ကြည့်ကြမယ်ထင်ပါတယ် BBC တက်စင်းနဲ့ပတ်သက်ပြီးမှအခုစပြီးမှအခုမြင်နေသုံးသပ်ပြပါအောင်ဗျအဲ BBC ကကြတော့ MSN ထက်တက်တန်းပိုရှည်တဲ့အတွေ့အဖက်ပြောအောင်ပါနော်ဟုတ်ကဲ့ MSN ကတော့ဒါတက်တန်းနည်းနည်းတူတော့သူတို့သူတို့2014 2015ဟုတ်ကဲ့အဓိက2015အကောင်းဆုံးဟုတ်ကဲ့ပြီးတော့အဲ့ဒီ300ရပြီးပြီးတော့ဒီ MSN ကမရှိတော့ဘူးမရှိတော့ဘူးဒါပြုတ်သွားတယ်ပေါ့နော်တွဲပြုတ်သွားတယ်ဆိုတော့ BBC ကကြတော့ 2013-14ရစမယ်အဲဟုတ်ကဲ့2013-14ရတိ900ဒီပေါ့900ဒီဖြတ်တန်းခဲ့တယ်အဲ900ဒီဖြတ်တန်းခဲ့တဲ့အတွင်းမှာမတူရာက MSN က ABC ဆိုတဲ့တွဲလုံးတိုက်စစ်တွဲလုံးဖြစ်လာတာတနစ်ပုံစောတယ်ဟုတ်ကဲ့မတူရာကဟိုတစ်ပတ်ကျွန်တော်ပြောသလိုပဲဟုတ် MSN ဟာတောင်အမေရိကကစားသမားတွေကိုအခြေပြုထားတဲ့ဒါတိုက်စစ်တွဲလုံးပြီးတော့ဘာစီလိုနာရဲ့ရိုးရာဟုတ်ကဲ့နော်ပြီးတော့ဒီကစားသမားတွေတောင်အမေရိကရဲ့ရိုးရာနှိမ့်နွယ်မှုရှိတယ်ဆက်နွယ်မှုရှိတယ် ဆိုတဲ့ခါကျတော့သူတို့ကြီးကိုသွားတဲ့ခါကျတော့နည်းနည်း aesthetic ဘက်ကိုသွားတယ်ပြီးတော့တကယ်အမှုအရွာအလှအဖကြီးနေဒီကျွန်တော်ဘောလုံးရဲ့ရရတာကိုစမ်းစမ်းဆောင်ရည်ကိုပို့ပြီးတော့မြင်ရတယ်ဟုတ်ကဲ့ပါ BBC ကကြတော့တော်တော်လေးလေးဥရောပဆန်တယ်တကယ် brute force လို့ပြောလို့ရတယ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲအရန်ဟို blistering ဖြစ်တယ်ဟုတ်ဟိုအရန် aggressive ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဘက်ကိုသွားတယ် BBC ရဲ့ပုံစံကကြတော့ နည်းနည်းပို့ပြီးတော့ raw sand ဘောလုံးအရေးအသွေးအကြောင်းဒါပြောမယ်ဆိုအလိန်အခေါက်အကြောင်းတွေဒါပြောမယ်ဆိုရင်ဒါ MSN က PVC နဲ့ပို့ပြီးတော့လှပပြီးတော့ကျွန်တော်တို့က power speed နောက် force တွေအကြောင်းပြောမယ်ဆို PVC ကပိုကောင်းတဲ့တွဲလုံးအဖြစ်မြင်ရတယ်ဒါအဲ့နှစ်ခုဒီတိုက်စစ်တွဲလုံးနှစ်ခုစလုံးကဒီကမ္ဘာဘောလုံးလောကကြီးရဲ့ပရိသတ်ကိုနှစ်ချမ်းခွဲပြီးတော့တယောက်တစ်ချမ်းအပိုင်သိမ်းထားတဲ့ဒီတွဲလုံးလိုမျိုးလည်းဖြစ်ခဲ့တယ်ဒါပေါ့ဒါပေါ့နော်အမှန်မှဒီ BBC ဟာ ယူရိုပကိုကိုးစားပြုတယ်ပေါ်တူဂယ်ပြီးတော့ဝေးလ်စ်ပြီးတော့ဖရန့်ဖရန့်เนาะဒီဒီသုံးနိုင်ငံကိုကိုးစားပြုတယ်မတူတာကကျွန်တော် MSN ဟာဒီ300တီအတွင်းမှာ MSN ကနည်းနည်းလေးလူးတယ်ဘာလူးလဲဆိုတော့လူးတယ်ဆိုတာကဥပမာသူတို့ပထမဆုံးစတွဲတဲ့2014-15အဲ2014-15မှာ Messi က MSN မှာကိုးသွင်းအများဆုံးဟုတ်ကဲ့2015ကျတော့ Luis Suarez ကကိုးသွင်းအများဆုံးဟုတ်16-17ကျတော့ Messi ကကိုးသွင်းအများဆုံးအဲဆိုတော့သူတို့နှစ်ဦး မှာဒီအတက်အကြလေးတွေရှိတယ်အမ်ပြီးတော့ဒီနေမာကတော့တို့ရဲ့အောက်မှာပဲတောက်လျှောက်ဒါတဖြည်းဖြည်းနဲ့ဟိုရော့သွားတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ် BBC ကကြောက်အဲ့လိုမဟုတ်ဘူး line อ่ะရှင်းတယ် Cristiano Ronaldo ကဟိုအပေါ်မှာအတန်းလိုက်ဒီသူ့ရဲ့ twin ကိုနှုံးပေါ့နော်ပြီးတော့ goal involvement ကဟိုအပေါ်မှာအဲပြီးတော့ဒုတိယနေရာမှာ Benzema ကလည်းတောက်လျှောက်ပဲနောက်ဆုံးတရားဒီလေးပဲဒီ2018တရားဒီလေးပဲ Gareth Bale ကတာသွားတာ Gareth Bale ကအမြဲတမ်းဒီ third option အနေနဲ့ပဲ ဆိုတော့သူတို့သောကကြတော့နည်းနည်းလိုင်းရရှင်းလေဟိုအထောက်ကြည့်ရအဖြစ်ကျွန်တော်တို့ဘာကိုသွားတွေ့ရလဲဆိုတော့ BBC မှာကခရစ်စတီယန်ရိုနယ်ဒိုအပေါ်ကိုတော်တော်လေးမှီကိုထားတယ်โอเค MSN မှာကကြတော့ဒီ3ဦးမှာနည်းနည်းလေးပို့ပြီးတော့ကိုအောင်လို့ဆောင်မှုကောင်းတယ်ဆိုတော့ဘသူပို့ကောင်းတယ်ပို့မကောင်းဘူးဆိုတာတက်ဒါခွဲပြောရင်တော့အဲ့လိုခွဲပြောရမှာပေါ့โอเคပါဒါအကူခွဲပြီးတော့မှသုံးသက်ပြီးွားလဲတော်တော်လေးပြည့်စုံမှာပြောချင်တာကသင်တာမြင်တာရှိသွားပါလေဒါက MSN ဘလို့ဒါ BBC ကဘလို့ဆိုတော့ဒီ clarify လုပ်ပေးသွားတာလေတော်တော်လေးကောင်းပါတယ်ဒီမှာကျွန်တော်တို့ဒါ real metric ရဲ့ ဒီလာဒက်စီမာပေါ့လေဒါရန်ကိုဒါမျောလင်းခဲ့ကြတဲ့လာဒက်စီမာကိုဖော်ဆောင်ပေးခဲ့ရတယ်ဒါ BBC မှာပဲเนาะဒါ BBC မတိုင်ခင် BBC တိုက်စစ်တွဲလို့မတိုင်ခင် VA ကဒါကြည့်မယ်ဆိုရင်2008 9လောက်ဝင်းကျင်မှာဆိုကမ္ဘာစံချိန်တွေပြောင်းရွှေ့ခြင်းနဲ့တောက်လျှောက်ဒါတိုက်စစ်မှုတွေလည်းခေါ်ခဲ့ပေါ့လေဒါလိုင်ယွန်ကဒီဘန်စီမာကိုခေါ်တယ်အဲ ACR ကာကာရိုကိုခေါ်တယ်ဟုတ်ဒါ United ကဒါဒူလီတို့ကိုခေါ်ပြီးတော့ဒါအများကြီးပါပဲအဲ့ဒီမတိုင်ခင်ကျွန်တော်ဒီ robin တို့ဘာကိုခေါ်ခဲ့တာလဲရှိသေးတယ်။အဲ BBC မတိုင်ခင်ဒီ VA ရဲ့တိုက်စစ်အခြေအနေလေးပေါ့လေ။ Raul Kit အလွန် အဲ့အချင်းလေးလို့ပို့တစ်ချက်တော့မှတ်ရတယ်လို့ပြောပြီး Real Madrid ကအဲ့ BBC မတိုင်ခင်မှာကျွန်တော် BBC မတိုင်ခင်ကျွန်တော် Jose Mourinho မတိုင်ခင်အရင်ပြောကြည့်အောင်ဟုတ်ကဲ့ကွ Jose Mourinho မတိုင်ခင်မှာ Real Madrid ကဘာမှမဟုတ်ဘူးဟုတ်ကျွန်တော်တို့က Real Madrid ကိုအားပေးတဲ့သူတွေဆိုတော့ပိုသိတာတယ်ဟုတ်ကဲ့ Real Madrid ရဲ့ဟိုကွင်းတွင်း result အရာပဲဖြစ်စေကစားတဲ့ခြေစွမ်းအရာပဲဖြစ်စေငတိုင်းများဟင်းဟိုနာမည်ကြီးသမင်းကအဒီပုံစံပဲလူတွေကတော့ လူကောင်းတွေပါပဲကလာမကောင်းတွေပါပဲဒါပေမဲ့အဲ့ဒီအသင်ကအမြဲတမ်းဖြိုးပြဲပြန့်ကျဲနေတဲ့အသင်ဖြစ်ကျွန်တော်တို့မြင်ရတာပဲဒီအသင်ကပူဆိုးတာကကျော်စေးမတိုင်နေဆို6ရက်ဒီစရိုက်ဟုတ်တယ် Champions League မှာ quarter final တောင်ရောက်တဲ့အသင်မဟုတ်ဘူးဟုတ်တယ်လိုင်ယွန်ကိုအမြဲတမ်းရှုံးလိုင်ယွန်ဆိုအမြဲအတွေ့အကြုံရှုံးတယ်ဟုတ်တယ်အတွေ့အကြုံနဲ့သူတို့ပြုတ်ပြီးသားပဲဆိုတဲ့အနေအထားမျိုးအဲ့ဒီအနေအထားမျိုးကနေပြီးတော့ဒါကျွန်တော်တို့ဒါကာကာဒါခရစ်စတီယာနိုရော်နယ်ဒို အဲဖန်စီမှာ2009မှာသူတို့စရောက်တယ်ဟုတ်ကဲ့ပြီးတော့2010မှာကျော်စင်မော်ရင်ကိုရောက်လာတယ်အဲ2010နောက်ပိုင်းမှာကျွန်တော်တို့ကဒီ Real Madrid ကအချိန်ဝါရှိလာပြီအားကောင်းလာပြီဒါပေမဲ့ Real Madrid ကိုကျွန်တော်အဲ့ချိန်မှာဟိုအမြဲတမ်းလို့လို့တကယ်ညှို့မြတ်တာပြီးတော့စွဲဆောင်မှုရှိတယ်ဖြောပြမှုရှိတယ်စီးလုံးတဲ့အသင်းဖြစ်ကျွန်တော်တို့တိတ်ပြီးတော့မမြင်ရသေးဘူး Ronaldo အရန်ကောင်းလာပြီ ဒီမာရီယာအိုဇေးလိုကောင်းလာပြီအသင်းကအဲ့ဒီမှာတက်ရိပ်ပြလာပြီဟိုအနာဂတ်အောင်မြင်မှုတွေရဲ့ဒီ foundation ကာလကိုကျော်စင်မျိုးတိဖောက်ပေးတယ်လို့လည်းပြောလို့ရတယ်ဟုတ်ကဲ့အဲ့ဒီမတိုင်ရင်ကိုရဲပြောတဲ့အချိန်တွေကကြတော့ကျွန်တော်အဒီဘာယောလေဒီ real world မှာလာကစားသွားတာမျိုးကျွန်တော် hernandez ဒီဒီ julio batista တို့လိုကစားသမားမျိုးတွေဘသူတွေကတိုက်စစ်ကိုဘလို့လာဦးဆောင်နေမှမသိဘူးကျွန်တော်တို့အချိန်ချင်းဘာဒီဘသူတွေဘလို့ကစားနေမှမသိဘူးဆိုတော့ကာလတွေကနေပြီးတော့တကယ်ကိုဒီ2010နောက်ပိုင်းပေါ့နော်ဒီ manuel pellegrini လက်ထဲကနေပြီးတော့ ဂျိုဆမော်ရီညိုစီကိုရောက်လာတဲ့အချိန်မှာရမ်မဒရစ်ကိုကျွန်တော်တို့အထိုင်တစ်ခုစပြီးတော့မြင်ရတယ်အဲ့ဒီအချိန်မှာဒီကယ်လီရာကွင်းလာမှာဆိုကယ်လီရာတို့ဟုတ်ကဲ့ကစားနေပြီပေါ့နော်ကယ်လီရာရောက်ပြီးတော့ဒီလိုကာမိုဒရစ်မိုဒရစ်နောက်နောက်ပိုင်းရောက်လာတယ်အချိန်မှာလည်းဒီကကာရှိမယ်ပြီးတော့ရော်နယ်ဒိုရှိမယ်အိုဇီလ်ရှိမယ်ဒီမာရီယာရှိမယ်ဆိုတော့အဲ့ဒီအနေထားရောက်လာတယ်အဲ့ဒီအနေထားကနေပြီးတော့မှ2013 14မှာအဲတချို့ကစားသမားတွေထွက်ကုန်ပြီအဲတချို့ကစားသမားတွေခြေစောင်းပြန်လာဥပမာ Hamis Rodriguez ဆိုရင်ထင်သလောက်ဖြစ်မလာဘူးအဲအဲ့လိုပဲဒီအိုဇီလ်တို့ရဲ့အပြောင်းအရွှေ့သတင်းတွေစပြီးတော့ကြားလာလှုပ်ခတ်လာပြီးဒီမာရီယာဖတ်မယ်ဆိုတဲ့အချိန်တွေရောက်လာပြီအဲ့ဒီအချိန်မှာရိုနယ်ဒိုနဲ့ဘန်ဇီမာကဟိုတွဲဖက်ညီတဲ့ကမစီမီတဲ့တိုက်စစ်တွဲလုံးဖြစ်နေပြီအဲ့ဖြစ်တဲ့အချိန်မှာကမ္ဘာစံကျင်တင်ပြောင်းရွှေ့ကျင်းနေကာဘီရောက်လာနော်ကာဘီရောက်လာအဲ့ကာဘီရောက်လာတဲ့အချိန်2013 14အဲ့တော့စောစောပြောမယ်လာဒက်စီမာအကြောင်းပြောမယ်ဆိုရင်အဲ့လာဒက်စီမာကိုကျွန်တော်တို့လည်း အများကြီးမျှော်လင့်ခဲ့တာပဲကိုယ်ချိန်နဲ့တက်နေတာနှစ်ပေါင်းများစွာဟုတ်ကဲ့ထပ်ပြီးတော့ဦးမရနိုင်တော့ဘူးအမှန်မဲ2001ဟုတ်ကဲ့2001မှာဟုတ်တယ်ဒီဇီဒန်ဟိုဇီဒန်ရဲ့ဒီလေဘာကူစင်ကိုတွန်းလာကြတဲ့ဟုတ်နော်အိုက်ဘောလင်းနဲ့ကြာပြီးနောက်ပိုင်းမှာဒီချန်ပီယံစ်လိဂ်ကအဲ့ဒါအချိန်ချင်းလွဲချော်တာဟုတ်တယ်နော်အကြားထဲမှာလုံးဝမရှိတော့မရှိဘူးမရှိတော့အဲ့ဒီ2013 14ကြာမှာဟုတ်ကဲ့ဒါအဲ့လာဒက်စီမှာအိမ်မကအဲ့ဒီမှာစပြေးတာဟုတ်ကဲ့အဲ့ဒီပြေးတဲ့နှစ်ကကျွန်တော်တို့ BBC စတဲ့နှစ်ပဲဟုတ်ကဲ့ကာဘေးရောက်လာတဲ့နှစ်မှာပဲ Real Madrid အသင်းဟာ Champions League ပြိုင်ပွဲကိုမှာပုံဆွဲပြီးတော့အဲ့တိုက်ဆိုင်တာက BBC စတင်တဲ့နှစ်ဟာ Champions League ရတယ်လို့ MSN စတင်တဲ့နှစ်ကလည်း Champions League ရတယ်ဟုတ်ကဲ့ဆို Champions League နဲ့စပြီးတော့လမိုင်းကတ်တဲ့အတွေ့အဖက်တွေဖြစ်တာတော့ဟုတ်ကဲ့ပါတန်ကြီးအပြင်တော့ Trolley ကိုဒါမြင်ကြတာပေါ့လေဒီ MSN မှာဆိုလဲဒါ Messi ရောငွေမွေးချမ်းပေါင်းကြောင်းမှုဒါထားလိုက်အောင်ဒါ Neymar ဆိုလဲဒါတန်ကြီးအပြင်နောက်တော့ Suarez ဆိုလဲတန်ကြီးအပြင်တကယ်မြင်လို့ BBC ကလည်းတကယ်ကိုတန်ကြီးအပြင်ကတကယ်ကြောက်စရာကြီးပဲเนาะဒါဒူလေးနဲ့ ဘေးနှစ်ယောက်တွေကိုတန်း160ဝန်းကျင်ရှိတယ်နောက်တော့ဘန်စီမာလည်းကျွန်တော်ပြောင်းရွှေ့ကြတော့တေချာမမှတ်မိဘူးပေါ့လေဒါမှလည်းတေချာများတဲ့ထဲမှာတော့ပါမှာပဲတန်ကြီးအပြင်တော့တော်တော်လေးမြင့်နေတာမှပါတယ်ဒီလာဒက်စီမာရတဲ့နှစ်ပေါ့လေအဲ့နှစ်မှာကျွန်တော်ဒီ BBC တိုက်စစ်အတွဲရဲ့စွမ်းဆောင်ပုံကြီးရောကိုဘလောက်ထိမှတ်မိလဲကိုကိုလာဒက်စီမာကတော့ဆာဂျူရာမော့စ်ကဲသွားတာလို့ပဲစပြောပါဘူးနော်ဆာဂျူရာမော့စ်ဒါကာလာကလော့ကိုကဲတာလို့လည်းပြောလို့ရတယ်ရယ်မက်ဒရစ်အသင်းရဲ့ဒီကန်ဂျမာကောင်းနေနောက်နှစ်တည်းမှာလာလက်တန့်တော့ ်ချန်ပီယံစ်လိဖလားရီဟိုဒီသူသူခွင့်ပေးလိုက်တာပေါ့အလာတီကိုမက်ဒရစ်ကဦးဆောင်နေတဲ့အချိန်အသူရဲ့ဒီခြေပါဘူးအင်မတန်ကိုအရေးကြီးခဲ့တယ်အဲ့ပြီးတော့မှဒီကျွန်တော်တို့ဒီအချိန်ပုံမှာဒါရမ်မဒရစ်နိုင်သွားတာပေါ့ဒါပေမဲ့အဲ့ဒီယာတီမှာကျွန်တော်တရားစီလုံးအနေနဲ့ပြောမယ်ဆိုရင်ကာရဘဲလ်ရဲ့အကောင်းဆုံးယာတီကသူအဲ့2013 14ပဲဟုတ်ကဲ့ကာရဘဲလ်ရဲ့ဒုတိယအကောင်းဆုံးယာတီကနောက်ဆုံးယာတီသူရဲ့အဖွင့်နဲ့အပိတ်ဟာကာရဘဲလ်ရဲ့အကောင်းဆုံးနဲ့ဒုတိယအကောင်းဆုံးယာတီ ကြားရက300တိမှာ Carbelli ရဲ့စမ်းဆောင်ရေကကျွန်တော် BBC ဆိုပြီးတော့ဒါနံပါတ်တက်နေတာ Amazon ရဲ့ဟိုကစားပုံကိုရောလှုပ်ဆောင်မှုကိုရောမမိဘူးဟုတ်ပြီဒါပေမဲ့ Real Madrid ကဘာအားတာလဲဆိုတော့ Cristiano Ronaldo နဲ့ Benzema ရဲ့ chemistry သူတို့နှစ်ဦးရဲ့ပံ့ပိုးမှုနဲ့ပြည့်စုံတဲ့အနေအထားဖြစ်သွားတာအားကြောင့်လဲဆိုတော့ Ronaldo ကတရားစီကို90 60သွင်းတာဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲ့2013 14ရာသီဟာ Cristiano Ronaldo အတွက်90 50ကဟို အထူးဆန်းတော့မဟုတ်တော့ဘူး။ဘာကြောင့်လဲဆိုတော့ကျော်စိမ့်နဲ့စလက်တွဲတဲ့ຢာဒီကစပြီးတော့ရော်နယ်ဒိုက90တရာတီ90ကစားသမားဖြစ်သွားပြီ။ဟုတ်ကဲ့။ဆိုတော့ကျော်စိမ့်မော်ရီညိုနဲ့အတူရော်နယ်ဒိုဟာတရာတီ930တန်းကနေ950တန်းကိုရောက်သွားတယ်။အဲ့ဒီရောက်သွားပြီးတော့သူကတော့ဒီအလုပ်ကိုပဲဆက်လုပ်တုံးမယ်။ဒါပေမဲ့ current benzema ရဲ့အရေးပါမှုရဲ့ current benzema နဲ့ ronaldo ဂျားတဲ့က chemistry အရင်တော့ကကြော် ronaldo က di maria လာမယ် ozil c ကလာမယ် benzema က line up ဝင်တလက်မဝင်တလက်ဟုတ်ကဲ့အဲ့တော့ဂျားတဲ့မှာကာကာ ကဦးဆောင်ပြီးကစားတဲ့အချိန်တွေလည်းရှိတယ်ပနတီဆိုရော်နယ်ဒိုကန်ကွင်းမြောက်ကကားကန်ကွင်းရတဲ့အချိန်တွေလည်းရှိတယ်အဲ့ဒီကနေပြီးတော့ဂျိုဆမွန်ညိုကလုံးဝလိုက်ဒီအဲ့ဒီပုံစံကိုပြောင်းပလိုက်တယ်ပြောင်းပလိုက်ပြီးတော့ဒီ2013-14ရာသီမှာတော့ဒီဂျိုဆမွန်ညိုမရှိတော့ကာလိုအန်ချယ်လော်တီလက်ထဲကိုရောက်လာတယ်အန်ချယ်လော်တီလက်ထဲမှာအဲ့ဒီ၃ယောက်ဟာဂါဘီလ်လည်းရောက်လာပြီးအဲ့ဒီ၃ယောက်ကအကောင်းဆုံးပုံစံကိုတရားသီလုံးပြတယ်ကာဘီလီရဲ့အကောင်းဆုံးရာသီဆိုတော့ကျန်တဲ့ခုနှစ်ယောက်ကတော့ပြောစရာကောင်းမလို့အဲ့ဒီရာသီမှာပဲဒီ တိုက်စစ်တွဲလုံးဥရောပရဲ့အကောင်းဆုံးတိုက်စစ်တွဲလုံးဟိုစရင်ပေါ့နော်ဥရောပရဲ့အကောင်းဆုံးတိုက်စစ်တွဲလုံးအစရင်ပြီးတော့ဒီ MSN ကမဖြစ်သေးမဖြစ်တည်သေးတဲ့အချိန်မှာဒီတကဘာလုံးအတိုင်းတာနဲ့လေအကောင်းဆုံးတိုက်စစ်တွဲလုံးအဲ့လိုပဲဘောလုံးတမိုင်းတစ်လျှောက်အကောင်းဆုံးတိုက်စစ်တွဲလုံးနေတဲ့ကတစ်ခုအဖြစ်ဆက်ပြီးတော့စဉ်းစားလာကြပြီးတော့နောက်ပိုင်းမှာတော့ဒါဟာတကယ် MSN နဲ့ BBC ကထောက်ရအကောင်းဆုံးတိုက်စစ်အတွဲနှစ်ခုလောက်တော့ပြောလို့ရတဲ့အနေအထားမျိုးရောက်ခဲ့တာပေါ့ဟိုဟာလေကျွန်တော်ဒီ BBC တိုက်စစ်မှာနည်းနည်းလေး position တွေတော့ပြောင်းလာနေရောရှိတယ်တော့ကိုဟိုဒူလေးကဒါတချို့နေမှာဆိုဘယ်ချမ်းကစားတာမျိုးပေါ့ဂရဘီကိုဒီညာချမ်းတော့အမျိုးလေးများရှိလာမှုကျွန်တော်အဲအဲ့လိုတော့မရှိဘူးဘာကြောင့်မရှိဘူးလဲဆိုတော့ဂျိုဆင်မော်ရီယိုကအဲ့ frame ကမိုးကချပြီးသွားတယ်ဟုတ်ကဲ့ဘန်ဒီမာဟာလိုင်ယွန်လေယွန်မာသူကအထောင်တိုက်စင်မှုလာခဲ့တာဒါပေမဲ့ဒီခရစ်စတီယာနိုရော်နယ်ဒိုကိုဂျိုဆင်မော်ရီယိုကအထောင်တိုက်စင်မှုအဖြစ်တင်တော့သူတို့ပြဿနာကြီးတက်တယ်ဟုတ်ပြီရော်နယ်ဒိုက Pellegrini လက်ထက်မှာတည်းပြဿနာတက်တာ Pellegrini ကသူ့အထောင်တိုက်စစ်မှာဒွဲတလီသုံးတယ် Ronaldo ကဒီဘယ်တောင်မှန်ကိုပဲထွက်ကျင်တယ်ထွက်တော့ပြဿနာတွေတက်နောက်ဆုံး Pellegrini အလွင့်တဲ့အခြေအနေရောက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ပြဿနာတွေရှင်းတော့အရှိကြီးပဲဆိုထားလိုက်တော့ဒါပေမဲ့ဂျိုးစင်းရောက်လာတဲ့အချိန်မှာ Cristiano Ronaldo ကအဲ့တိုက်စစ် role ကိုလိုလိုလားလက်ခံတယ်ဟုတ်ကဲ့အဲ့လက်ခံမှုအတွက်ကိုသူ့ကိုပံ့ပိုးတဲ့နေရာမှာဒီ Karim Benzema ကအထောင်တိုက်စစ်နေရာကနေဘက်ဘက်ကိုရွေ့သွားတယ်ဒါပေမဲ့ Benzema ရဲ့ကစားဟန်ဟာဘယ်တောင်မှမှာ ဘာမှပြဿနာမရှိဘူးကစားနိုင်တဲ့ပုံစံပြီးတော့ဒီရော်နယ်ဒိုကိုပံ့ပိုးတဲ့ရိုးမှာပဲသူကလိုလိုလားလားနှစ်နှစ်ခြားခြားနေတဲ့အတွက်ရော်နယ်ဒိုအတွက်ဒါပြဿနာမရှိဘူးဖြစ်သွားတယ်ဆိုတော့ရော်နယ်ဒိုကိုယ်တိုင်လည်းဒီနေရာမှာသူ့ရဲ့ကစားပုံဟာဒီ fancy play ညော့သွားပြီးတော့ပို့ပြီးတော့ effective ဖြစ်တဲ့ play သူ့ရဲ့ power အရသော်လောက်ကောင်သူ့ရဲ့ energy ချွေတာမှုပြီးတော့ဒီ finishing အတွက်လိုအပ်တဲ့ဒီဘယ်ပုံလဲ energy level ကိုတိုးထောင်မှုအပိုင်းတွေကအစအစအရာအားကောင်းလာတဲ့ချိန်မှာရော်နယ်ဒိုကလိုလိုလားလားကစားတဲ့အတွက် 2013-14ရာသီရောက်တဲ့အချိန်မှာကာလိုအန်ဆိုလာတီကအဲ့ဒါကိုတိတ်လုံးဆရာမလို့တော့ရော်နယ်ဒိုကအဓိကအပြင်တိုက်စင်မှုပဲဒါပေမဲ့ပွဲချိန်အတွင်းမှာလိုအပ်ချက်ရ positional interchanging တွေပါတော့ရှိတာပေါ့။ကျွန်တော်ကဟိုကြီးကြီးမားမားမရှိတော့မရှိတော့ကာရိုဘဲကလည်းဒီဘက်ကိုပဲတော့ရောက်လာတဲ့အဲ့ကိုတန်းဝင်လာတာပဲ။ဒီညာချမ်း inverted row ကိုတန်းဝင်လာတာပဲဆိုတော့ဟိုကျွန်တော် MSN မှာဆိုရင်ဒီ MSN တိုက်စစ်ရဖြစ်တည်မှုမှာဆိုရင်ဒီ full back တွေဖြစ်တဲ့ Daniel Daniel Alves တို့ Dr. Yori Alba တို့ပေါ့နော်။ဒီကစားမရဲ့နှစ်ယောက်ရဲ့ ပံ့ပိုးမှုကြီးကလည်းကျွန်တော်အမြင်ကျတော့တော်တော်လေးအေးပါမယ်ထင်တယ်ဘူးဒီ BBC တိုက်စစ်မှာရောဒီဖူဘက်တွေရဲ့အေးပါမှုဒါမှမဟုတ်ဒီကွင်းလယ်လူတွေရဲ့အေးပါမှုဘယ်ပိုင်းကဒီ BBC တိုက်စစ်တွေကို support အများဆုံးပေးနိုင်တယ်လို့ထင်ရတယ်အဲကျွန်တော်တို့အဲ့ဒါကြတော့2014 95 2014ကတော့ထားလိုက်တော့2015မှာ Danica Vahel ဒါ Liverpool ဆင်ကနေယူတော့ပြန်ရောက်လာပြီသူကဒီ Real Madrid လုံငယ်စီမံကိန်းတော့ပဲနော်ဒီအငှားချပြီးတော့သူပြန်ရောက်လာပြီတစ်ဖက်မှာလည်းဒီဘက်မှာလည်း Marcelo ရှိတယ်ဆိုတော့ Marcelo နဲ့ Gavel ကတော့ဒီ ် PVC တိုက်စစ်အတွက်အတွက်တော်တော်အရေးကြီးတယ်ဟုတ်ကဲ့ကွင်းလေကကြတော့အဲ့လောက်မဟုတ်သေးဘူး Tony Cruz ရောက်ကဒီ2045 15လောက်ပါ15မှာရောက်လာဟုတ်တယ်နော် Tony Cruz 15မှာရောက်လာတဲ့အချိန်မှာလေ Tony Cruz ရဲ့အကောင်းဆုံးအချိန်လည်းမဟုတ်သေးဘူးဟုတ်တယ်အဲ့လိုပဲ Luka Modric ရဲ့အကောင်းဆုံးအချိန်လည်းမဟုတ်သေးဘူးအဲ့ဒီအချိန်မှာတော့ဒီ Carrera ကစားတယ် Tony Cruz ကစားတယ်တခါလေ Eremandi ကစားတယ်မျိုးစုံပေါ်လှည့်ပြီးကစားတယ်အဲ့တော့ကွင်းလေမှာကျွန်တော် creative creativity ကိုတိတ်မတွေ့ရဘူးဆိုတော့သူတို့ကစားတဲ့ပုံစံကလည်းရှင်းပြရင်ဒီတိုက်စစ်ကစားသမား၃ဦးကအဓိကအလုပ်လုပ်တဲ့ပုံစံပဲ အဲ့မှာကွာရာကဘာလဲဆိုတော့ဒီ MSN နဲ့ BBC မှာတချို့တွေက MSN ကိုအကောင်းဆုံးပြောတယ်ဆိုတာကနှစ်ကာလတူသည့်တိုင်အောင်ဘာစီလိုနာရဲ့ဒီ twin goal တွေကတရာဒီကိုတရာဒီလုံးကိုပြိုင်ပွဲဆိုမှာ180လောက်တွန်းလာဟုတ်ကဲ့ဒီ BBC က140 150 140 150 160ဆိုဆိုတဲ့နှစ်ကိုတရာဒီပဲရောက်လိုက်တယ်ကျန်တာကဒီ140တန်း150တန်းမှာပဲသွားတယ် MSN ကတော့ပုံမှန်အားဖြင့်ကို တရားစီကို90လောက်သွင်းတယ်နောက်တစ်ချက်က go involvement အနေနဲ့ပြောမယ်ဆိုလေသူတို့၃ယောက်ပဲเนาะသူတို့၃ယောက်ရဲ့ဒီ twin go ဟာ barcelona တစ်သင်းလုံး twin go ရဲ့ percentage တော်တော်များများကိုယူထားတယ်အဲ real madrid ကကျတော့အဲ့လိုမဟုတ်ဘူး ronaldo ကအများကြီး twin ပဲခါဘန်ဇီမာက ronaldo တော့တောင်မသွင်းဘူး garbage ကအိုက်ထက်ပိုနည်းသေးတယ်ဒါခါကျတော့ garbage ကကျွန်တော်အဲ့မှာကျွန်တော်900ဒီအနေနဲ့တွတ်မယ်ဆိုရင်ဥမာ MSN 900ဒီကျွန်တော်အဲ့ဒီကောင်ကိုကျွန်တော်တွတ်ဘူးတယ် အမက်ဆန်300တီကမက်ဆီကဒီ100တီ average ကို90တွင်းတယ်ဒီ BBC 900တီမှာခရစ်စတီယာနိုရော်နယ်ဒိုက100တီ average ကို40ကျော်ပဲတွင်းတယ်ဟုတ်ကဲ့ဒါပေမဲ့ဒီ MSN ရဲ့ prime ဘောနော်အဲ့ဒီအချိန်မှာဒီ Real Madrid တွင်းတဲ့ဂိုးတွေကိုကြည့်တဲ့အခါကျတော့ Ronaldo ကအဲ့ဒီမှာကျတော့ Messi ထက်နည်းနည်းလေးပိုများတယ်51ရာခိုင်နှုန်းကျော်တွင်းတယ်ဒီ MS ဒီတိုက်စစ်တွဲလုံးရဲ့ဟုတ်ကဲ့ဆိုတော့ဒါကဒါသူတို့ ဒီ၃နှစ်ချင်းကိုရှင်မလားသို့မဟုတ်၃နှစ်နဲ့၅နှစ် average ကိုရှင်မလားဆိုတဲ့ပုံမူတည်ပြီးတော့၃နှစ်နဲ့၅နှစ် average ကိုရှင်ရင် MSN ကဘီဘီစရအများကြီးကိုးတွေပို့သွင်းတယ်သူတို့အချင်းချင်းကြားထဲမှာဓာတ်ရိုက်ပတ်သက်မှုဓာတ်ရိုက်ဖန်တီးမှုလည်းပိုများတယ် Real Madrid ရဲ့ဒီ BBC ရဲ့ဒီ creative force ကကြတော့တောင်ပံတွေကလည်းလာတယ်တောင်ပံတွေတော့တောင်ပံတွေကလည်းလာတယ်တခါလေကြတော့ဒီအဲ့ဒီအပိုင်းတွေမှာအငင်းပွားစရာဖြစ်တာပေါ့နော်နောက်တစ်ခုကဒီတိုက်စစ်နှစ်တွဲမှာ ် MSN ကလာလီဂါမှာပို့အောင်မြင်တယ်ဟုတ်သူတို့ UCL တကယ်ရပြီလို့နောက်နှစ်တွေမရတော့ဘူးမရတော့ဟုတ်တယ်ဒါလာလီဂါကျတော့သူတို့ဒီအဲရတယ်ရစီတန်ကြီးကန်လိုက်တဲ့ချိန်မှာလည်းရလိုက်ပြီရတယ်ဒီ BBC ကကျတော့သူတို့တွဲခဲ့တဲ့900တီမှာလာလီဂါတစ်ချိန်ပဲရတယ်အဆင့်3နှစ်အာပြီးတော့ချန်ပီယံပြီးတော့နှစ်3လားမသိဘူး BBC ကကျွန်တော်နည်းနည်းလွှဲရင်လည်းလွှဲမှာခေါင်းနဲ့ရှိတာပြောတော့ ဒါပေမဲ့တေချာတော့သူတို့100သီးပဲရတယ်ဟုတ်ကဲ့ဒါပေမဲ့ UCL မှာကျတော့အဲ့900သီးမှာ BBC က Champion League ဖလား၄လုံးယူပါ၄လုံးယူပါအဲ့တရာဒီပဲသူတို့ semi final မှာပြုတ်တာဟုတ်တယ်ကျန်တဲ့၄ရာဒီက UCL ယူသွား Carlo Ancelotti နဲ့တစ်နှစ် Zidane နဲ့သုံးနှစ်ဟုတ်ကဲ့ဆိုတော့ဒီ modern era မှာဒီ Champions League ရဲ့ဒီ debate ခဲ့ပေါ့နော် format အပြောင်းအလဲမှာပထမဆုံး Champion ကာကွယ်တဲ့အသင်းဖြစ်လာတယ်ဟုတ်အဲ့ထက်ကျော်ပြီးတော့နောက်ထပ်300ဒီဆက်ယူတဲ့ပထမဆုံးအသင်းဖြစ်လာတယ်ဟုတ်ကဲ့ ဆိုတော့ဒါကဒါတော့ BBC ဟာဒီဘက်အချမ်းမှာပို့အောင်နေတယ်ပေါ့။နောက်ဒီ UCL အနေနဲ့ကြည့်မယ်ဆိုရင်ဒါ BBC ဟာပို့ပြီးတော့အလုပ်ဖြစ်ခဲ့ပြီးတော့ပြီးတော့ Gareth Bale ဟာ twin goal တွေနည်းမဲ့သာနည်းတာ။တကယ် clutch goal တွေသူအများကြီး twin ခဲ့တယ်။ဟုတ်ကဲ့။တကယ်ကိုဒီပြိုင်ပွဲကြီးတွေမှာပိုဆွဲစီမဲ့ goal တို့တကယ်ပွဲကြီးပွဲကောင်းတွေမှာ twin တဲ့ goal တို့အဲ့မှာကျွန်တော်ကစားဟန်လေကျွန်တော်ဒါ BBC ကိုအဓိကဦးစားပေးပြောမယ်ဆိုရင် BBC မှာကဘာအားသာလဲဆိုတော့ Cristiano Ronaldo ဟာတကယ် killer instinct ဟုတ်ကဲ့ သူ့အနေနဲ့ကိုအနဲ့အများတန်းရှူဆိုင်နေတာဘလို့အခြေအနေကနေကိုသွင်းမလဲဆိုတာကိုသူအများတန်းစဉ်းစားနေပြီးတော့တကယ်လက်တွေ့သက်သေပြနိုင်တဲ့ကစားသမားဟုတ်ကဲ့ Garbil ကကြတော့ power speed သူ့ရဲ့ pace Garbil ဟာသင်္သလောက်မဖြစ်ခဲ့တာကအဲ့900တိမှာ300တိလောက်ကဒန်ယာနဲ့ရုံးကန်ဒန်ယာနဲ့ရုံးကန်နေရတယ်တကယ်လို့သာဒန်ယာသာမဖြစ်ခဲ့လို့ BBC ရဲ့ performance ကတိကျပို့ပြီးအကောင်းမှုရှိတယ်ဟုတ်တယ် Karim Benzema ကတော့ link up play hold up play ဟိုလိုတဲ့နေရာမှာ deep စင်ပေးတယ်တောင်းပန်ထွက်ပေးတယ် ပံ့ပိုးပေးတယ်ကာဘန်စီမားကတော့ဆိုတော့ဒီဟာတွေနဲ့အတူဟန်ချင်းညီသွားတာပေါ့ပုံစံကမတူဘူးပေါ့နော်ကိနဒီတိုက်စစ်အတွင်းတော့ခဲ့ဟုတ်ကဲ့ကိုကျွန်တော်ကိုခဏတုန်းကပြောထားမှလည်းပါပေါ့ဒီဖူဘက်တီရဲ့အဲ့ဒီထဲမှာတော့မှမာဆယ်လိုနဲ့ဒါဒူလီရိုရဲ့အတွဲဖက်ဆိုတာတော်တော်ကြီးကိုပဲเนาะကျွန်တော်တော်တော်အားကောင်းတဲ့အတွဲဖက်လည်းဖြစ်ခဲ့တယ်ဘယ်ကြမှာဆိုရင်ဒီနှစ်ယောက်ရဲ့ဒီနှစ်ယောက်ကြားနားလည်မှုကနောက်ဆုံးဘယ်လိုပြောမလဲလက်ကြည့်စရာမလိုတော့အောင်ပေါ့လေဘယ်လိုပြီးပြီးဘယ်လိုနေရာယူမဲအဆဒါ BBC တိုက်စစ်အတွဲမှာဒီမာဆယ်လိုရဲ့ပတ်မှုမှုတွေကလည်းတော်တော်လေး ကောင်းကင်မယ်လို့ထင်ပါတယ်အခုဒါ BBC အကြောင်းလေးပြောရလဲအခုတော်တော်လေးလည်းပြည့်စုံပြီလို့ထင်ပါတယ်နောက်ထပ်ကြံတဲ့ဟာလေးများအခုဖြည့်ဆွတ်ပြောဖို့ပေါ့ရှိသေးလားအဲနောက်ထပ်ဖြည့်ဆွတ်ပြောချင်တာကတော့ဒါတကောကောဘောလုံးတမိုင်းမှာဟုတ်ကဲ့အကောင်းဆုံးတိုက်စစ်အတွဲကြီးအများကြီးရှိခဲ့တယ်ဟုတ်အဲ့ထဲမှာကျွန်တော်တို့ဒါပရိသတ်တွေလက်လန်းမိသလောက်ဆိုရင်ဒါခရစ်စတန်ရိုနယ်ဒိုရဲ့ Tevez ရဲ့ Rooney ရဲ့အတွဲမျိုးပြီးတော့ကျွန်တော် Premier League မှာပဲ Sadio Mane ပြီးတော့ Firmino နဲ့ Mohamed Salah ပြီးတော့ Henry Bakem Perez ဒီလိုအတွဲတွေလည်းအများကြီးရှိခဲ့တယ်လို့ဘောလုံးသမိုင်းတစ်ချောင်းမှာလည်းဒီ trigger တွဲလုံးတွေအများကြီးရှိခဲ့တဲ့အထက်မှာ MSN နဲ့ BBC ကတော့ဘသူ့ကိုထိတ်ဆုံးမှထားရမလဲဆိုပြီးတော့အငင်းပွားဖို့ထိုက်တန်တဲ့အတွဲလို့ကျွန်တော်တို့ယူဆတယ်တခြားဘယ်တိုက်စစ်အတွဲထက်မှဆိုဒီအတွဲကပိုပြီးတော့အားကောင်းတယ်အဲ့ဒီမှာမှကျွန်တော်ကဒီ twin goal တွေဘက်ကနေကြည့်မယ်ဆိုရင် MSN ကပိုပြီးတော့ကိုသွင်းထုံးကောင်းရဲ့အားကြောင့်လဲဆိုတော့သူတို့ဒီ၃ဦးသလုံးစုံတဲ့ယာစီ၃ယာစီပဲရှိပေမဲ့ ဒါ5အီအတွက်ကျတော့9500ကျော်သွင်းခဲ့ဟုတ်ကဲ့ပါ BBC ကျတော့သူတို့သုံးဦးတွဲတဲ့ကာလက900ပြည့်ရှိမယ်အတွင်းကို442ကိုပဲသွင်းခဲ့ဟုတ်ကဲ့ဆိုတော့ဒါဒါအတွင်းကိုအပိုင်းအရာကြည့်ရင် MSN ဟာအများကြီးတာတာညင်းလို့မရဘူးလို့နောက်တစ်ဖက်ကပြန်ကြည့်ရင်လည်းစောစောကျွန်တော်ပြောရတယ်ထင်ပါလားပါမယ်နဲ့တူတယ်ဒီ MSN ဟာဒီကစားသမားသုံးဦးကြားထဲမှာအပြန်အလှန်ဒါပံ့ပိုးမှုဒါအများကြီးရခဲ့တယ် BBC မှာတော့ Garbelli ရဲ့ဒဏ်ရာတွေကြောင့် BBC မှာတော့တချို့ဥမာ ဒီကာဘေးရဲ့တတိယရာသီကာဘေးရဲ့သရုပ်ဓာတ်ရာသီဒီရာသီတွေကဟိုစီတန်းလက်ထက်မှာပေါ့ဒါ ISCO တို့ဒီ SNCO တို့ဒါဝင်ဝင်ကစားပြီးတော့ကာဘေးကရန်ဖန်ရန်ကမှကစားတဲ့အနေအထားမျိုးတော့ဖြစ်ခဲ့တဲ့အခါကျတော့ပွဲကစားခွင့်လည်းနည်းတဲ့အတွက် BBC ဟာတိုက်စစ်တွဲလုံးနေနဲ့ထင်ရှားယူမယ်တကယ်တမ်းတွဲဖက်ကစားတဲ့ပွဲအကြီးတွဲလည်းနည်းတယ်နည်းတဲ့နည်းတူတွင်းကုန်းကလည်းသွားနေတော့တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့အောင်မြင်မှုအရာကြည့်မယ်ဆိုရင် BBC ယူခဲ့တဲ့အောင်မြင်မှုဟာဟို တမိုင်းတစ်ချက်ဘသူမှထပ်မယူနိုင်တော့တဲ့အောင်မြင်မှုမျိုးဟုတ်ကဲ့ပါဒါတို့တို့တွဲခဲ့တဲ့900တိမှာ400တိချက်မြန်းလိဖလားရတယ်ဆိုတာကတော့ဘယ်ပိုက်စစ်အတွဲမှာထပ်လိုက်လုံနိုင်မှုမလွယ်တော့တဲ့အောင်မြင်မှုမျိုးလို့ပဲပြောရမှာဟုတ်ကဲ့ပါအခုလိုမျိုးဒါ BBC တိုက်စစ်နဲ့ပတ်သက်ပြီးတော့မှပြည်ပြည်စုံလုံးပြောသွားပြီးတဲ့အကိုလဲဒါကျေးဇူးတူတင်ရှိပါလေကြီးစုနေကြတဲ့ Soccer Operator တူချင်းစီကိုလည်းကျေးဇူးတူတင်ရှိပါလေခင်ဗျာ